ဖီလာထိုးလိုက်ပြီးလစ်ဖီလာထိုးလိုက်တယ်မလှဘူးဘာလို့ကြမှာလဲဆိုတော့တို့တို့ပြန်ဖြော်လို့ရပါတယ်ဒါပေမဲ့ဖြော်လို့ရတာကကြတော့တစ်ခုပဲရှိရယ်ကိုထိုးခဲ့တဲ့ဖီလာကကြတော့ဟာလူရိုနီအက်ဆစ်ဖီလာဖြစ်ဖို့လိုတယ် cross link ဟာလူရိုနီအက်ဆစ်ဖီလာဖြစ်ဖို့လိုတယ်အာဖီလာလို့ပြောလိုက်တာ ਨੇ ပစ္စည်းကတမျိုးတည်းပဲရှိရမှာဟုတ်ပါဘူးအာဖီလလို့ရတဲ့ဟာဖူးဖောင်းစီတဲ့ဟာဒီတော်တော်ကကြတော့ဖီလာလို့သုံးတာဖြစ်ပါတယ်အဲ့တော့အဟောက်ဖီလလို့ရတာကဟာလူရိုနစ်အက်ဆစ်ရှိမယ် CAH ရှိမယ်အဲတခြား အမျိုးသားတွေအများကြီးရှိရေပေါ့နော်အဲဒါတော့တွေ့ကြုံရဟိုဟာဖြစ်တယ်ဆိုရင်အမျိုးသမီးတယောက်ဆိုရင်သူ beauty spa မှာသွားပြီးတော့ filler ထိုးခဲ့တာဒါပေမဲ့သူထိုးခဲ့တာကကြတော့ hyaluronic acid အမျိုးသားဖြစ်မဟုတ်ဘူးပြီးတော့ထိုးခဲ့တာကလည်းပြီးပြီးနေရာကိုသွားထိုးတာဖူပေါင်းခြင်းလို့တကယ်တမ်းသူ infection ဝင်ပြီးတော့ပြန်ပြီးတော့ဖျော်ခြင်းတဲ့အချိန်ကျတော့ redness ကောင်ရောက်လာတဲ့အချိန်မှာဆိုရင်ဖျော်လို့မရတော့ဘာဖြစ်လို့သူထည့်ခဲ့တာကကြတော့ hyaluronic acid အမျိုးသားဖြစ်နေတာမဟုတ်ဘူးသူကိုယ်တိုင်တော့မှဗာထည့်ခဲ့မှမသိဘူးနောက်ဆုံး beauty spa ကိုရောက်တဲ့အချိန်ကျမှသူတို့လည်းဘာမှလုပ်ပြီးလို့မရအောင်တောင်းဝန်ယူလို့မရအောင်အလိုလိုတွေဖြစ် ြစ်သွားတာပေါ့အဲ့တော့အဲ့မျိုးသမီးဆိုဘာလို့ရလဲဆိုတော့နောက်ဆုံးစာဂျူရီခန်းတော့ဝင်ရတယ်ပြန်ပြီးတော့စာဂျူရီနဲ့ပြန်ထုံးရတာမျိုးလေးရှိရပေါ့ဆိုတော့အဲ့တော့ကိုထိုးတဲ့ဖီလာမျိုးစားဒီဘာမျိုးစားလဲဆိုတာတော့သိဖို့လိုနေမယ်အခုဒေါက်တာပြောတာကြတော့အာမကြရင်ပြန်ဖြော်လို့ရတယ်ဆိုတာကြတော့ကိုထိုးခဲ့တာ HA အမျိုးစားဖြစ်မှသာလေးပြန်ဖြော်လို့ရမှာဖြစ်ပါတယ်အဲ့တော့တို့ဒီမြန်မာပြည်မှာကြောက်ဆရာဝန်တော်တော်များများအခုချိန်ထိရကြတော့ပြန်ဖြော်လို့ရအောင်ဆိုပြီး HA ဖီလာကိုပဲအဓိကထားပြီးတော့တုံးကြတာတော့များပါတယ်ဒီဟာလေးကကြတော့အရင်သိဖို့ကောင်းတဲ့ချက်ပေါ့နော်